လုံးမေမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့စက်တင်ဘာလ20ရက်နေ့မှာသတင်းမီဒီယာတွေမှာထင်ပေါ်ကျော်ကြားတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့မြဝတီဝါလီလမ်းပေါ်မှာစစ်တပ်တွေအားဆိုလို့ရှိရင်ထိုးစစ်ဆင်တယ်ဘာဖြစ်လဲလဲဆိုတော့တစ်ပေါ်ဘိုးစခန်းကိုသူတို့အပြန်ယူခြင်းတယ်ဆိုတော့အဝေးကနေပြီးတော့မြေပြင်ကနေပြီးတော့တက်ပေါ်ရတော့မလွယ်ဘူး ဒါပေမဲ့သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီသစ်ပေါ်ပို့စခန်းမှာသွားဖို့အတွက်အဝေးကနေပြီးတော့အပြောက်တွေနဲ့ထုတယ်ထုတယ်ထုတယ်ဆိုတော့အဲ့ဒီအနီးနားမှာရွာမှာရှိတဲ့လူတွေကတော့အကုန်လုံးထွက်ပြေးကုန်တယ်နော်ဆိုတော့အဲ့ဒီမှာထုတဲ့အဖွဲတွေကဘယ်ဖြစ်တယ်လဲဆိုလို့ရှိရင်နော်ခမယ3ရက်6ရက်ခမယ104ရက်ဒီ3ရင်းကိုပေါင်းပြီးတော့ အဲ့ဒီမှာတစ်ပပုတ်စခန်းကိုပြန်ပြီးတော့ယူခြင်းနဲ့ဆိုတော့အဝေးကနေပြီးတော့ဒုံးချီတွေနဲ့အမြောက်တွေနဲ့ထုတယ်ထုတယ်ထုတယ်ဆိုတော့နေရောညပါထုတယ်သူတို့ကဆိုတော့ဒီဖက်ကလည်းမလုပ်လဲဆိုတော့တံပြန်ပြီးတော့ထိုးစစ်ဆင်တယ်ထိုးစစ်ဆင်တဲ့ခါကျတော့သူတို့လည်းနေရောညပါသူတို့ရှိတဲ့နေရာမှာသွားပြီးတော့ဟိုကနဲ့ဒုံးတွေနဲ့သွားပြီးတော့ပြစ်တယ်ဘုံဘုံဘုံအဲ့ဒီမှာလူပေါင်း30 ထိခိုက်တိုင်းရတယ်ဟိုသူတို့ထုတဲ့ဟာတော့ဒီဖက်မတယောက်မှဘာမှမဖြစ်ဘူးเนาะသူတို့ကဟိုရှောင်းနေရှောင်းနေပဲအဲ့လိုမျိုးရှောင်းတဲ့ခါကျတော့သူတို့ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့ဒီ corporate စောင်းကဒီဒုံအဖွဲ့တွေကနေပြီးတော့ federal wings ရဲ့နောက်တစ်ခုက don company ဆိုတော့အဲ့ဒီဒုံအဖွဲ့တွေကနေပြီးတော့ super mural သူတို့ကိုသွားပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ the cb တစီသွားပြီးတော့ အစီပေါင်းမြောက်များစွာတို့တော့တက်လိုက်တဲ့ခါရကြတာနေရောညပါသူတို့ကလည်းဘုံနဲ့ဆော့တာအဲ့ဒီမလို့ပြောမလဲဒုံနဲ့သွားဆော့တယ်ဆော့တဲ့အခါကျတော့စစ်သားတွေတော်တော်ထိခိုက်တယ်ဆိုတော့30တန်ရာရတယ်သူတို့ကမက်ဆော့ဖက်မှာလည်း follow လို့မရဘူးဟိုဖက်မှာလည်းစင်လို့မရဘူးကြားမှာသူတို့ကို corporate စစ်ကြောင်းက DKN နဲ့ LA တို့ကောသူတို့ army တို့ဘာတို့သူတို့ကပိတ်ဆို့လိုက်တယ်ပိတ်ဆို့လိုက်ပြီးတော့သူတို့ကဘယ်မှမသွားလို့မရဘူးတန်ရာရတဲ့ကောင်တွေကတော့အတိမပိတ်နေရအောင်เนาะ အဖြက်လေးဖြက်ဆိုတော့အဲ့ဒါပဲသူတို့ကလည်းဖြက်ဒီဖြက်လည်းဖြက်ဖြက်တယ်သူဖြက်ကိုဖြက်ပဲเนาะအဲ့ဒီကြားမှာတခါဒီနေ့ကတော့เนาะဒီ concrete အပိုင်းမှာဆိုလို့ရှိရင်တော့ jig စခန်းကိုပြန်ပြီးတော့သိမ့်မယ်ရောသူတို့ဘလောက်ပဲအမြောက်နဲ့ထု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 ဒါမဲ့အသိခံရတာပဲเนาะဟိုဖက်မှာလည်းအေးဖက်မှာလည်းသူတို့လေးပြန်နေနဲ့ထုတယ်ထုတယ်ထုတယ်ဒါမဲ့အသိခံရတာပဲ เนาะအခုဒီ20ရက်နေ့မှာဆိုလို့ရှိရင်အဒီပြ KNL တို့ KN Europe ပူပေါင်းပြီးတော့အခုအဒီ Jets ခန်းကိုအတင်းခါပြပြီเนาะနောက်တစ်ခုကပါလဲဆိုလို့ရှိရင် UN creation ကိစ္စเนาะ UN မှာဆိုလို့ရှိရင်တန်အမတ်ခန်းထားရေးမြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဟာအကျိတ်နေပဲဒီဖက်စစ်တပ်ဖက်ကအယောက်20ရဲ့အိုးနမောင်လွန်တို့ဥဆောင်တဲ့အဖွဲ့ရဲ့ဒီဖက်ကဥကျုံမထွန်ရဲ့ဆိုတဲ့ခါကျတော့အကျိတ်နေလောက်ကြတယ်နော်လောက်ကြတဲ့အခါမှာအဲ့ဒီအဆုံးဖြတ်ပဲနဲ့ဆုံးဖြတ်မလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာဒီ creature ဒီ connection နဲ့ connection မြောက်အစည်းအဝေးမှာဆိုလို့ရှိရင် သူတို့တက်တဲ့လူတွေဟာ ရောက်နေပြီအဲ့ဒီမှာ73ရက်နေရဒီလ73ရက်နေစတယ်26ရက်နေမှာဆုံးတယ်ဒါပေမဲ့အဲ့ဒီမှာပြောရမယ့်လူတွေရှိတယ်နော်တရက်မှာတယောက်တရက်မှာတယောက်ကောင်းဆောင်တယ်ပြောတယ်26ရက်နေမှာမြန်မာပြည်ကိုထိထားတယ်အရင်နှစ်တုန်းက refer လုပ်တဲ့အတွက်ကြောင့်တယောက်မှမပြောရဘူးအဲ့ဒီမှာနော် ဆိုတော့အုတ်ချုံမထွန်းလို့ပြောရဘူးဒါပေမဲ့အုတ်ချုံမထွန်းကို refer လုပ်တာပဲအုတ်ချုံမထွန်းပြောပိုင်ခွင့်ရှိဘူးဒါပေမဲ့ဒီနှစ်ကတော့ကြည့်ရတဲ့ပုံကတော့အတီဖြူတော့မယ် refer မလုပ်တော့ဘူးเนาะဆိုတော့အတိတ်ပြတော့26ရက်နေ့မှာဆိုလို့ရှိရင်အဲ့ဒီမြန်မာနိုင်ငံကကိုစလီတယောက်ပြောမယ်ဆိုတော့ကိုကိုစလီတယောက်ပြောတဲ့အခါမှာကြာလို့ရှိရင်သူ့ကိုပြောခိုင်းတယ်ပြောခိုင်းတဲ့လူကနေပြီးတော့ကျွန်တော်တို့ အဲ့ဒီမှာအတီဖြစ်သွားမယ်နော်ဆိုတော့အတာကလည်းစိတ်ဝင်စားစရာအဲ့ဒီအပြင်မလေးရှားဝန်ကြီးကပါလဲဆိုလို့ရှိရင် UNG ရဲ့ CRPH ရဲ့ UNCC ပဲဆိုတော့ဒီအဖွဲ့တွေကိုနော်သွားပြီးတော့တွေ့တယ်တွေ့ပြီးတော့သူကပါပြောလဲဆိုလို့ရှိရင်နောက်နေ့မှာဆိုလို့ရှိရင်သူကမလေးရှားကနေပြီးတော့တာဝန်ယူမယ်အာဆီယံဥက္ကဋ္ဌယူမယ်ဆိုလို့ရှိရင်တော့အပြောင်းလဲတယ်တော့အများကြီးဖြစ်မယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာမလေးရှားဝန်ကြီးကတွန်းတွန်းတိုက်လုပ်နေတယ်နော်ဆိုတော့အဲ့ဒီမှာပါပြောလဲဆိုလို့ရှိရင် ဒီအာဆီယံကသဘောတူညီထားတဲ့စစ်ကောင်စီဥပဒေနဲ့သဘောတူညီချတဲ့5 point consensus ကိုအတိမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့စဉ်းစားအောင်မယ်ဆိုပြီးတော့အဲ့ဒီမလေးရှားဝန်ကြီးကပြောတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီနေ့တင်းစာရှင်းလင်းပွဲတတော်ကိုထူချလာတယ်နော်အဲ့ဒီမှာ MRN ဆိုတဲ့ခါကိုသူတို့အသုံးပြုတော့မယ်အဲ့ဒါကပါလေဆိုလို့ရှိရင်စစ်ကောင်စီဥက္ကဋ္ဌကဒီအရှိဖိုရမ်မှာနော်အရှိဖျားဖိုရမ်မှာသွားတဲ့အခါမှာ စေကောစီအုတ်ထားနဲ့ရုရှားသမ္မတနဲ့တွေ့တယ်တွေ့ပြီးမှသူတို့က agreement တစ်ခုကိုလုပ်တယ်လုပ်တဲ့ဟာကအခုဒီနေ့တည်ဆောက်ချင်းလေးပဲမှာအဒီဘုတ်ချုဇော်မင်းထွန်းကနေပြီးတော့ကျွန်တော်တို့ပေါ်ပြလာတာကိုကျွန်တော်တို့ MR ခဆိုတာ MRN ခဆိုတာကအဒီရုရှားကထုတ်တဲ့ခဖြစ်တဲ့ visa ခလို့အဒီခကိုသုံးဖို့အတွက်အဒီရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ direct link လုပ်ပြီးတော့ဘိုဟိုဘန်ကိုလိမ့်ပြီးတော့အဲ့ဒီဒေါ်လာအစားเนาะအဲ့ဒီ ရူပကိုကျွန်တော်တို့သုံးမယ်ဆိုတဲ့ပုံစံเนาะဒါဘာဖြစ်ဆိုတော့မြန်မာနိုင်ငံရဲ့ခံယူချက်ဘာလို့ဆိုလို့ရှိရင်ဒီဒေါ်လာကနေပြီးတော့အနိုင်ကျင့်တယ်ဆိုတဲ့ဟာစကားပြောတယ်ထိုနည်းလကောက်ပဲဘာမှတော့မထူဘူးเนาะရူပကိုကင်လဲရုရှားအနိုင်ကျင့်ခြင်းကိုခံကိုခံရမှာပဲเนาะကိုဘလုံးမလုံးတက်တာနော်မလုံးတက်တဲ့အခါကျတော့ဒီရူဘကိုကိုင်ရင်လေရုရှားအောက်မှာရောက်သွားပြီရုရှားကတနေ့နေ့သူ့ကိုဟိုဟာ အပြစ်ချခြင်းတဲ့နေ့ဆိုတော့အနိုင်ကျင့်ခြင်းတဲ့နေ့ကတော့ရုရှားရဲ့အနိုင်ကျင့်ခြင်းကိုခံရမှာပဲနော်။ဘာဖြစ်ဆိုသူများအောက်မှာနေတာပေါ့နော်။ဘုံမှမထုတ်တိုင်တာ။ဘာဖြစ်ဖြစ်အဲ့ဒီအနိုင်ကျင့်ခြင်းကိုတော့ဘလို့မှမလုပ်ဘူးဆိုတာကျွန်တော်တို့သိနိုင်တယ်။ဆိုတော့အဲ့ဒီ MRN ခကိုကျွန်တော်တို့သုံးတဲ့နိုင်ငံကဘာနိုင်ငံလဲဆိုလို့ရှိရင်ဂျူဘာနိုင်ငံတို့နောက်ကတောင်ကိုရီးယားတို့တူရကီတို့ဗီယက်နမ်တို့အပြီးတော့ဆိုဗီယက်နိုင်ငံသူရဲ့နိုင်ငံပေါ့အဲ့ဒီရုရှားနိုင်ငံတို့သုံးတယ်ဆိုတော့ဗီဇာခလိုပဲအဲ့ဒီဘန်ခကကျွန်တော်တို့သုံးရတယ်အဲ့နောက်တစ်ခုကဒီနေ့ကပ္ပမီဒီယာပေါ်မှာတကယ်ဟိုလန်ကျော်ဖြစ်တဲ့ကပ္ပမီဒီယာပြောပေါ်မှာရောပြည်တွင်းမီဒီယာပေါ်မှာရောတကယ် ဟိုဖြစ်တဲ့ဟာကဒီဘေးရင်မှာနော်လက်ရက်ကုန်းမှာကြောင်းတကြောင်းကိုတိုက်လိုက်တယ်တောင်းတကြောင်းကိုတိုက်တဲ့အခါမှာခလေးသူငယ်တွေကြောင်းသူကြောင်းသားတွေအများကြီးထေသွားတယ်အဲ့ဒီမှာနော်အဲ့ဒီမှာ MI 35နဲ့နေပြီးတော့ဘုံချဲတာဘုံချဲတဲ့အခါကျတော့အဲ့ဒီမှာ PDF တွေနောက်တစ်ခုက KNA တွေရှိတယ်ဆိုပြီးမှအခုတည်တင်းစာချင်းပွဲရှင်းလင်းပွဲမှာသူတို့ပြောတယ်ဒါပေမဲ့တကယ်တကယ်တော့ ရှိလားမရှိလားတော့မသိဘူးအဲ့ဒီမှာကြောင်းတော့အနိကတ်နော်အနိကတ်နေပြီးတော့ဝင်ပြီးတော့တိုက်ပလိုက်တယ်အဲ့ဒီမှာလူလည်းအများကြီးသေးတယ်ကလေးလည်းအများကြီးသေးတယ်နော်အဲ့ဒီမှာစစ်တယောက်သေးတယ်နံပါတ်ရောက်20ကနေပြီးတော့သူတို့တစားကံအဖြစ်နဲ့ဖမ်းတယ်လို့ပြောတယ်ဒါမဲ့တတိယဆင်းလင်းပွဲမှာတော့သူတို့ကိုကောင်းလေးနော်စေကူပေးတယ်ဗါတယ်ညတယ်ကောင်းမွန်ထားတယ်အဲ့လိုမျိုးပြောတယ်ဒါမဲ့တစားကံလို့ပြောတယ်ကပ္ပမီဒီယံပေါ်မှာတကက်ဟိုလင်းတကျော်ဖြစ်တဲ့အာဖြစ်ရတခုဖြစ်တယ်နော်အဲ့ဒီဟာလည်းတကက်ပြေမုံကြီးပဲ နော်ပြင်မှုကြီးပဲဆိုတော့သူတို့ကတော့မဟုတ်ဘူးခင်ရင်းနဲ့ဖြစ်တယ်အဲ့တော့အဲ့ဒီမှာရှိလို့ကြောင်းမတိုက်တယ်လို့ပြောတယ်နော်အတ္တတွေကလည်းပါလဲဆိုတော့ချင်းအတ္တစခိုင်းမှဖြစ်တယ်စခိုင်းမှတကယ့် PDF တွေကြီးကြီးဆိုးတဲ့နေရာမှာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့အယုတ်ကျေဆွဲရကလည်ရင်ပြက်တဲ့ ဒါဟိုကလက်နဲ့ပြောရဆိုလို့ရှိရင်တာဝန်ထမ်းဆောင်နေပြီးအချို့တော့ထမ်းဆောင်နေပြီလို့ပြောလိုက်တဲ့ခါကျတော့သူတို့ကဒီ lockdown မှာဆိုရင်မှတကယ် MI35 ခြေတာတော့မှအနစ်ကပ်ကိုခြေတာနော်အဝေးကနေပြီးတော့ခြေတာမဟုတ်မထီဘူးသူတို့စီမှာမရှိဘူးဆိုတာသိတယ်အယူကြီးကဘလောက်ပဲကြောကြောနော်အဲ့ဒီလက်နဲ့ကမရှိဘူးဆိုတာသူတို့သိတော့ကြ MI35 နဲ့နော်အနစ်ကပ်ပြစ်သွားတာနော်အဲ့ဒီမှာတော်တော်ကြောင်းသေးရတဲ့နဲ့ပြစ်သွားတယ်ဆိုတာကိုကျွန်တော်လုပ်တဲ့ နော်လီယံမှုတယောက်ကအလုံးပြပြတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင် non cdn ဒီစကိုင်းနေမှာရှိတဲ့ non cdn တွေနော်တတိထားရမယ်နော်ဘာဖြစ်လို့ဆိုတော့ဒီမှာနော်ကျမရဲ့ဝန်ကြီးဒေါက်တာဒေါ်ဝေဆရာပါပြောလို့ဆိုတော့ non cdn တွေကကျွန်တော်တို့ cdn လုပ်လို့မရတော့ဘူးသူတို့ကဆိုလို့ရှိရင်အလင်းဝင်ဖို့ပဲရှိတယ်အလင်းဝင်ဖို့ဆိုလို့ရှိရင်သူတို့ကတုတ်တင်ခံရမယ်စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ဖွဲ့ဆိုပြီးမှသူတို့ နော်အပြတ်သက်တုတ်တင်ချင်းကိုခါရမယ်ဆိုပြီးမှပြတ်ပြတ်သက်သက်တတိပြတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကချမ်းမိုင်ဝန်ကြီးဒေါက်တာဒေါ်ဝေဆိုကနေပြီးတော့ပင်ပင်ထန်ထန်နော်တတိပြတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကစင်ခတ်နော်စင်ခတ်ကိုမှတ်တင်ရတော့မယ်နော်အရင်ကလိုဘလိုင်းဝယ်ပြီးတော့တက်ပြီးတော့အဲ့လိုမျိုးလုပ်လို့မရတော့ဘူးနော်အဲ့ဒီစင်ခတ်ကမှတ်ပုံတင်ကိုယ့်ရဲ့မှတ်ပုံနံပါတ်နဲ့မှတ်ပုံတင်ရမယ်မှတ်ပုံမတင်ဘူးဆိုရင်အဲ့ဒီ စင်ခါပေါ်ကလုံးဖိမ့်မယ်နော်ဒီဖုန်းတွေမှာစင်ခါတွေမှာအဲ့ဒီစင်ခါကနော်ကျွန်တော်တို့ကန်ထားတဲ့မှတ်ပုံနံပါတ်နဲ့ကျွန်တော်တို့ကမှတ်ပုံတင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီကြီးညာကြီးပြီးတဲ့နောက်ပိုင်းမှာဂမ်ဘောစဘာမှာဆိုလို့ရှိရင်နော်ပက်စံတွေထုတ်လို့မရတော့နော်ပက်စံထုတ်လို့မရတော့ဘူးအဲ့လိုမျိုးမှတ်ပုံတင်ရမှာဖြစ်တယ်မှတ်ပုံတင်မှတ်တာနဲ့ဟောပါဖြစ်တယ်မှတ်ပုံမတင်တဲ့ အဲ့ဒီစင်ခတ်တွေမှာရှိတဲ့ဒီငွေအထုပ်အသွင်းအဲ့ဒီပန်စင်းတွေကဆိုလို့ရှိရင်အကုန်လုံးပိတ်လိုက်ပြီเนาะပက်ဆန်ထုတ်လို့မရတော့အဲ့ဒီပက်ဆန်တွေကနိုင်ငံတော်ပိုင်းနဲ့တိတ်မယ်လို့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါလည်းတော်တော်တတိထားစရာဖြစ်တယ်ဟုတ် AA ကတော့အဖကုံသိမ့်ပြီဒီနေ့တတင်းစာရှင်းလင်းပွဲမှာเนาะသစဉ်ဦးကပါမေးတော့လေဆိုလို့ရှိရင်เนาะ AA နဲ့ဝနဲ့တွေးတာဆိုလို့ရှိရင် AA ကဝကိုကလင်းဖြစ်တဲ့လက်နက်က တောင်းတယ်လို့ပြောတယ်ဘတ်တန်ကြောင့်ထွန်းအောင်ကသူစီဦးကြီးချုပ်ပေါ့ဒီအေအေရဲ့သူကအလားလားကောင်းတယ်လို့ပြောတယ်အတိတ်ပြတော့ဒီလက်နဲ့ကအာဒီဝါကနေပြီးတော့လီရင်ဖြစ်တဲ့လက်နဲ့ကထုတ်ပေးမယ်ဆိုတဲ့သဘောအချင်းတွေကအဲ့လိုမျိုးဖြစ်တယ်အလားလားကောင်းတယ်ဆိုတော့ဒါပဲအဲ့ဒီသတင်းစာရှင်းလင်းပေးမှာအဲ့ဒီသတင်းဦးကသတင်းဦးကဘာပြောလဲဆိုလို့ရှိရင်လီရင်ဖြစ်တဲ့လက်နဲ့ကိုဝါစီမာအေအေကတောင်းတယ်လို့ကျွန်တော်တို့ကြားရတယ်ဆိုတော့အေအေရဲ့ ခြေလက်တွေဆိုလို့ရှိရင်တချို့လူတွေမှာဆိုလို့ရှိရင်ပေါ်ပြတ်ထားတာကเนาะစခန်းပေါင်းเนาะလေးစီပေါင်းဝန်းကျင်เนาะလေးစီပေါင်းဝန်းကျင်တင်စီထားတယ်လို့ဒီ social media မှာတကယ် influencer ပေါ့ social influencer တယောက်ကပြောတယ်အဲ့ဒါသတင်းဌာနတစ်ခုမှလည်းပြောတယ်အဲ influencer တစ်ခုကပါလို့ပြောလဲဆိုလို့ရှိရင်เนาะအဲ့ဒီ အေကစစ်တပ်ရဲ့လေယာဉ်ကွင်းတောင်မှသိမ်းလို့ရတယ်တဲ့လေယာဉ်ကွင်းဆိုတာဟယ်လီကော်ပတာကွင်းလာနေဆက်မှာရှိတဲ့လေယာဉ်ကွင်းတော့မသိဘူးเนาะအဲ့ဒီလေယာဉ်ကွင်းတောင်မှသိမ်းလို့ရတယ်လို့ပြောတယ်။နောက်ဒါပေမဲ့တကယ်တည်င်းကြီးမှတော့မပေါ်သေးဘူးเนาะအဲ့ဒီခါတော့လေကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်နေဆိုလို့ရှိရင်တော့အေအေရတော့မကြလို့ဘူးเนาะ လွတ်လပ်တဲ့မြေတော်ဖြစ်သမဲ့သူတို့ရည်ရွယ်ထားတဲ့ရတ်ခိတလန်းဆန်ဆိုတဲ့ဘသူပေးပေးမပေးပေးတိုက်ရုပ်ပြီးတော့ယူမယ်ဆိုတဲ့ရတ်ရခိတလန်းဆန်ဆိုလို့ရှိရင်အောင်မြင်တော့မယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒီတည်င်းတွေကိုချစ်ချားပြင်အခုသူရိယတည်င်းဒါနဲ့ပြီးတော့သူတို့အဲ့ဒီတည်င်းဦးကလည်းပြောတယ်ဒီကနေပြီးတော့တောင်းပြီးတော့ဝါကိုတောင်းပြီးတော့အဲ့ဒီလျင်ပြည့်လက်နှက်ကိုတောင်းတယ်လို့အကူကြီးတောင်းတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီဒူဥစီချိုကလည်းပြောပြီးသား အတားကအဆင်ပြေတယ်လို့နော်လိုက်ရလက်ကောင်းနေရတယ်လို့ပြောတယ်အပြီးတော့တခါ SSPP နဲ့လည်းဆက်တိုက်ဆက်တိုက်ဆက်တိုက်ချနေပြီနော်အရင်တော့တခါမှမချဘူးအခုချနေပြီနော်တိုက်ပြေမှာပို့ပြီးတော့ပဲစေမီတောက်လာမလားဆိုတာကိုတော့ကျွန်တော်တို့ဒီနေ့ညစက်တင်ဘာလ20ရက်နေ့မှာရချိထားတဲ့အလုံးလူမှုကွန်ရက်ပေါ်မှာတကယ့်အထင်ပေါ်ကြကြတဲ့တည်နေဖြစ်တယ်လို့ဆိုရင်လည်းဒီလောက်နဲ့ပဲအဆုံးတိုက်ချင်ပါတယ်နောက်နေ့တွေမှာပြန်ပြီးတော့ဆုံးကြရအောင် ဗီဒီယိုအောက်က subscribe နီကိုနှိပ်ခေါလုံးကိုတီးပြီးတော့ကျွန်တော် channel ကိုအားပေးလို့ရပါတယ်